အာဆင်နယ်တို့တရားဝင်ကလန်းလာမယ့်နေ့ကိုလက်ချိုးရည်ကစောင့်နေဆိုတဲ့ဘီတာယော့ဂရက်စ်ဒီကွက်ထဲမှာအာဆင်နယ်ကိုလိုက်နေတဲ့တိုက်စစ်ကစားသမားတွေမှာပလန် A ကစားသမားလက်ထပ်မပြည့်ဘူး အဲ့ဒီတည်းမှာမှာအာဆင်နယ်ကိုလည်းလာကျင်တယ်မိသားစုအတိုင်းဝိုင်းနေစီကိုလည်းစာတူပေးပို့ထားတယ်ပြီးတော့အေးချင်ကိုလည်းပူဆာထားပြီးတော့သူ့ကိုပိုင်ဆိုင်တဲ့ကလပ်သင်းတော်မှာအတိုက်ခံလှုပ်ထားခဲ့တဲ့ကစားသမားတအူးရှိတယ်အဲ့ဒါကဗစ်တာယောဂရက် ဒီသတင်းကိုကျွန်တော် record portuguese ရရပါတယ်ပြီးတော့ဒီသတင်းထဲမှာဒီ player special review နဲ့ပတ်သက်ပြီးလုံထားတဲ့အချက်အလက်တွေအားလုံးဒီနောက်ဆုံးရသတင်းတွေကိုစူးစီးပြီးလုံထားတာဖြစ်တယ်အဲ့အတွက်ဒီသတင်းထဲမှာဒီ player special review ထဲမှာပါတဲ့အရာတွေအားလုံးဒီကျွန်တော်အဝမဟုတ်ဘူးဆိုတာကိုတော့ဥစားပထမပြောလို့ပါတယ်ဒီညနေခင်းနဲ့ပတ်သက်ပြီးကျွန်တော်စိတ်တညသတင်း၄ဘုံမရတာလည်းဖြစ်တဲ့အတွက်ပုံမှန်တိုင်းပဲ player special review ဖြစ်အာဆင်နယ်ကိုရောက်လာနိုင်ချေရှိရဲ့ကစားသမားရဲ့တဦးဖြစ်တဲ့အထောင်တိုက်ဆိုမှာယောဂရန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံပေးဖြစ်တာပေါ့လေအဲ့တော့ record portuguese မှာဖော်ပြထားရရဆိုရင်တော့အာဆင်နယ်ရဲ့တ ရဝင်ကလန့်မှုကိုမရမချင်းယောဂရကဆောင်းသွားမယ်အကယ်၍မြောက်အာဆင်နယ်ကအခြားတိုက်စစ်မှုဝယ်လိုက်တာမျိုးတိုက်စစ်မှုမဝယ်တော့ဘူးဟေ့ဆိုပြီးလုတာမျိုးဒါမှမဟုတ်သူ့ကိုမလိုချင်တော့တာမျိုးဖြစ်ခဲ့သည်ရှိတော့အဲ့ကြောင့်မှပဲအခြားသူ့ကိုလိုချင်တဲ့ကလပ်တင်းတွေကိုတွဲဆုံဆွေးနွေးသွားမယ်ဆိုပြီးဖော်ပြသွားတယ်ဆိုလိုတာတော့ဗျာအာဆင်နယ်မဝယ်ဘူးဆိုတော့တေချာတော့မှပဲအခြားသူ့ကိုသူရွေးချယ်သွားမယ်ဒါပေမဲ့အာဆင်နယ်တို့နဲ့ပတ်သက်ပြီးသူနောက်ဆုံးချိန်ထိမျှော်လင့်ချက်ထားသည်ဆိုပြီးတော့ယောဂရက်နဲ့ပတ်သက်ပြီးတော့ပေါ်တူဂီအခြေစိုက် record ပေါ်တူဂီကဖော်ပြသွားပါတယ်အဲ့တော့ ဒီအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကကစားသမားတို့ဖြည်းဖြည်းနဲ့တနာလာဘာလို့လဲဆိုတော့ကစားသမားအာဆင်နယ်မှာအာဆင်နယ်ဖြစ်နေဘယ်အာဇာဒရိုက်တာပဲအာဆင်နယ်ရောက်ရောက်ဒီဘုတ်ဖွဲ့ရဲ့တောက်တလွဲလုံးမှုတွေကနေတိုင်ပတ်မှာပဲကတော့ပါပဲဗျာအဲ့တော့ကျွန်တော်တို့ဒီဒီအဘုတ်ဖွဲ့နဲ့တောက်လျှောက်တိုင်ပတ်ခဲ့တယ်မနစ်ကဆိုလဲကျွန်တော်တို့စီရောက်ခဲ့တဲ့ကာလာဖီရိုတွေမီခိုးမဲနေတို့လာချီပြီးတော့ဆွေးနွေးကြရအခုဆယ်ဆယ်ဇူဝီမန်ဒီကိစ္စကမီလာတဲ့ကနေပြီးတော့ဒီလာတဲ့အထိကူးပြောင်းလာပြီးအခုအာဆင်နယ်ကိုဇူဝီမန်ဒီရောက်လာဆိုပေမဲ့ဘုတ်ဖွဲ့က ထုတ်ပြန်ကြေညာမှုတွေကအများနဲ့နှီးကွေးနေစေပဲအခုပေါင်၅တန်းနဲ့ရောက်မယ်ဆိုတဲ့ကီပါကိစ္စအားလုံးပြီးပြတ်သွားတာမှန်တယ်အခုလက်ရှိဂျာစီကိန်းကမတွေ့ရသေးဘူးအခုကျွန်တော်တို့ခေါ်မယ်ဆိုတော့တိုက်စစ်မှုကိစ္စကလည်းဆက်စကိုကိုကြတော့အဲ့ဈေးကမတန်လို့ယောဂရက်ကြောက်လည်းအသက်ရွယ်ကြောင့်ဒီဈေးကမတန်ဘူးအဲ့တော့သူတို့ကဘာလို့ခေါ်နေတာလဲအိုကြီးအိုမအိုလီဝကင်းသွားခွင့်ကျွန်တော်လည်းသဘောမတူဘူးကျန်တဲ့စောင်းစည်းကွက်မှာတော့အိုလီဝကင်းကိုကြိုက်ခဲ့တယ်ဆိုတာကရေတူအတွက်အခုသူတို့ဝယ်ရမှာကလက်ထက်မှာငွေရှိရငွေရှိပြီးမဝယ်ချင်ဘူးဆိုတာဒီကောင်လေးတောက်ချိုးမပြေရဘူး ဒါပွင့်လင်းပြောတာအဲကျွန်တော်တို့အဲယောဂရက်ကြောင့်စလိုက်ရအောင်ယောဂရက်နဲ့ပတ်သက်ပြီးတော့အရှုပ်တော်ပုံဘယ်ကနေစလဲဆိုတော့တော့တပိုင်းကြီးသွားလိုက်ရအောင်စပိုတင်ဘက်ကအပိုင်းကိုကြည့်မယ်ဆိုရင်တော့အမေရိကန်တော့စပိုတင်ဥက္ကဋ္ဌဒီဖရီဒီကိုဘာရန်တက်ကဂရိမတီမှုကြောင့်ပဲကျွန်တော်ကြံခဲ့တဲ့နှစ်သေးဦးကကျွန်တော်ထင်မှာမဟုတ်ဘူးစတင်မာလက်လောက်တည်းကဗီတာယောဂရက်နဲ့ဒီစပိုတင်ဥက္ကဋ္ဌနဲ့အာဇာဒရိုက်တာနဲ့ပြီးတော့ကစားသမားရဲ့ကိုယ်စားလှယ်နဲ့တောက်လျှောက် ညှိနှိုင်းမှုလုပ်ထားတယ်။အဲ့ညှိနှိုင်းမှုက gentleman agreement တစ်ခုနဲ့လာမယ့်နေရာဒီမှာထောက်ခံပေးရမယ်။အတင်းကြီးတင်းတာလာပြီးကန်လိုက်ရင် euro တန်60 plat at on bonus euro တန်70တန်စုပေါင်းတန်း80တန်းပက်ကိတ်နဲ့အဲ့ဒီတန်း80တန်းပက်ကိတ်ကလည်း installment payment နဲ့ဆိုရင်တရားတိကိုဘယ်တော့မှမကြောက်ခေါ်မယ်သိန်းတော့ကလည်း28နှစ်မကလုံး28နှစ်ဖြစ်ဖြစ်ခေါ်လို့ရလောက်တဲ့အမောက်ပမာဏဒါပေမဲ့ free digo baran deck ကအားစားတိုက်တာအလှည့်ပြောင်းမှာသူ့အနေနဲ့ဂရုဖြတ်သွားတယ်အဲ့ဒါသူကတော့နားလေပါရိုက်လို့ွားတာ ပထမတော့ကသူတို့ရဲ့ဒီအာဇာဒရိုက်တာပေါ့လေဟူဂိုဘီယာနာဆိုတာရှိတယ်အခုမန်ချက်စတာစီးတီးရဲ့အာဇာဒရိုက်တာဖြစ်သွားပါပြီစီးတီးမှာလူတွေတော်လျှောက်ခေါ်ရအောင်ပဲကြည့်လိုက်ကျွန်တော်ပုံလေးတင်ထားပေးမယ်အဲ့ဒီအာဇာဒရိုက်တာ ਨੇ ရှိတုန်းကသူတို့ဂရီးရေးပေးထားတာအဲ့ဒီအာဇာဒရိုက်တာကမန်ချက်စတာစီးတီးပြောင်းသွားတဲ့အခါမှာတော့မသိဘူးလေဒါဒီကငါတို့တစ်ချိန်ကဒီအာဇာဒရိုက်တာ ਨੇ ဆွေးနွေးခဲ့ရဆိုတော့ပုံစံမျိုးရောဂရက်ရဲ့အေဂျင့်ပြောတယ်စပိုတင်ဥက္ကဋ္ဌကဘာပြောလဲဆိုတော့ဗစ်တာရောဂရက်ကတဲ့ ျွန်တော်တို့နဲ့ပတ်သက်ပြီးတော့ဗားဒီဂရီကူကိုလောက်တဲ့ဘာညာပြောပြီးမယ်ကျွန်တော်တို့မှာဘာမှဂရီပေးထားမှာရှိဘူးပြီးတော့လေဒီကစားသမား Coventry ကနေပြီးကျွန်တော်တို့စီရောက်လာတဲ့ကလက်ရှိဒီနေ့ဘယ်တင်းရမှတရားဝင်လာပြီးမကန်လန်သေးဘူးဒီကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘေးဘယ်မှာရောက်မှဆိုပြီးတော့လေဂရီပေးထားမှာရှိဘူးဆိုပြီးပြောရတယ်အဲ့တော့သူဆိုလို့ကျွန်တော်ကစာချုပ်ဖြစ်တဲ့နေ့ပေါင်85တန်းပေးရင်ပေးမပေးလို့ရှိရင်ဒီထက်ပိုပြီးကြာတင်သွားနိုင်ဆိုပုံစံမျိုးအသင်းကြီးကိုအတိပေးထားတယ်ဒီကစားသမားကလေသူကဆဲအောင်ကိုဆဲရခိုင်နှုံးရှိတယ်ချိန်နှုံးကကျွန်တော် Coventry ကနေဝယ်ခဲ့တော့ကဒီရောင်းရငွေရဲ့ဆဲရခိုင်နှုံးကို အဲ့ကလပ်ကိုဒီဥက္ကရာပေးရမှာဒါတပိုင်းပေါ့လေသူတို့ဝယ်ခဲ့တော့က Euro 24တန်းနဲ့2023လွေတော့ဝယ်ခဲ့တာကဲနောက်တစ်ပိုင်းအဲ့ဒါတော့ Agent Hassan Settingra Aiter နဲ့ border ဆက်ဆံရေးရှိတယ်ပြီးတော့သူ့ရဲ့ကစားသမားလည်းအာဆင်နယ်ကိုသွားခြင်းတယ်ပြီးတော့ London မြို့အခောက်ခါလာပြီးအာဆင်နယ်နဲ့ဆွေးနွေးရာကြီးလုပ်ခဲ့ဘူးတဲ့ Hassan Settingra မှာလည်းသူ့ခက်ခဲတဲ့သူရှိတယ်အထူးသဖြင့် Euro 360 Plus Add-on 10တန်းဆိုတဲ့ Gentleman Agreement ဒီကိစ္စတစ်ခု ခိုက်ခိုက်မမာရှိခဲ့တယ်။စာရွက်စာတမ်းတွေကသူ့စီမှာရှိတယ်ဆိုပြီးတော့ဒါမီဒီယာထက်ကနေပြောထားတယ်။အဲ့တော့သူ့ကစားသမားကိုသူကတော့အတင်းတင်းကိုပို့ခြင်းတယ်။အထူးသဖြင့်လက်ရှိကစားသမားသွားခြင်းနဲ့အာဆင်နယ်စီကိုသူကရွှေလန်းငွေလန်းဖောက်ခြင်းတယ်။တကယ်လဲဒီအေဂျင့်ဒီအာဆင်နယ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။အိုက်တန်နဲ့ဘောရာဆက်ဆံရေးရှိတယ်။လန်ဒန်ကိုလည်းအခောက်ကာလာပြီးဆွေးနွေးမှုတွေလုပ်တယ်။ဒါပေမဲ့ကစားသမားကိုပိုင်ထားတဲ့ကလပ်သင်းကမယောင်းဆိုဘာမှလုပ်မရဘူး။အေဂျင့်ဘလောက်ကြီးပဲတော်ပါပြောပြောကစားသမားဘလောက်ဆန္ဒပြပါတယ်ပြောပြောအဲ့ကစားသမားကိုပိုင်တဲ့ကလပ်သင်းက2028ခုနှစ်တိပိုင်နေဆိုရင်ဘာမှမလုပ်လို့မရဘူး။ တ်ချက်ချက်ပေါ့လေအဲ့ဒီတော့ဟိုအေဂျင့်ကလည်းအာဆင်တို့ရောင်းညင်နေဆိုပေမဲ့တကယ်ခေါင်းကင်ဖားခင်ဖြစ်နေကြတာကစပိုတင်တို့ကဖြစ်နေကြတာအဲ့တော့စပိုတင်တို့ရှော့မှာပဲဟာဆက်စတီဂရမ်မှာလည်းလုံးပိုင်ကိုအပြေဝါရှိမယ်ကဲဒါဆိုကျွန်တော်နောက်ထပ်တစ်ပိုင်းသွားလိုက်အောင်အဲ့ဒါကတော့ဗစ်တာယောဂရက်အပိုင်းဗစ်တာယောဂရက်ကတော့အာဆင်တို့သွားကျင်တယ်အေဂျင့်ကိုလည်းပူဇာထားတယ် ဂတိမတီတဲ့ကလပ်သင်းကိုလည်းတော်တော်လေးဒေါသထွက်နေတယ်အထူးသဖြင့်သူ့ရဲ့ Instagram မှာဆိုရင် Sporting နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပါ delete လုပ်ခဲ့တယ်လို့ကြားသိရတယ်ဟောလေအဲ့တော့ဒီကစားမောက်လိုချင်တဲ့တင်းတွေအများကြီးပဲအဲ့ဒီမှာဂျူပင်တက်ကစားသမား၈ဦးလောက်ထိရောင်းချပြီးတော့ရောဂရက်ဝယ်ဖို့ရမ်မိုးရှာနဲ့ဂျူပင်တက်ကအဲ့ကစားမောက်တော်တော်လေးလိုချင်တာဒါပေမဲ့သူကပယ်ချထားတယ်နောက်ပြီး United တို့ကဆွေးနွေးကြပါတယ်ဆိုပြီးတောင်းဆိုတဲ့အခါမှာကစားသမားကသူအနေနဲ့သွားချင်တဲ့ကလပ်တင်ရှိရဖြစ်တဲ့အတွက်မဆွေးနွေးသေးဘူးဆိုပြီးတော့အကြောင်းပြန်ထားတယ်လုံးဝရတိပြက်ကြီးတော့ငင်းချလိုက်တာမဟုတ်သေးပေမဲ့သူ့မှာ famous ဒါ favorite ထားရမယ်အတင်းတင်းရှိရဆိုပြီးတော့တော့အကြောင်းပြန်လိုက်တယ်ဗောလေနောက်တစ်ခုကတော့ဒါ sorry ဘက် sorry ဘက်ကမြင်မာတဲ့ပြောင်းရွှေ့ကြီးတွေလောက်ခလာဆိုင်နဲ့ကန်းလိုက်မယ်ကစားသမားကဥရောပမှာပဲဆက်ပြီးကစားကျင်တာဖြစ်တဲ့အတွက်ငင်းပယ်ထားတယ်တချို့ report တွေကဆိုတော့ real madrid ကိုသွားပြီးကန်းလန်းထားဆိုကြားသိရတယ်ဒါကလည်း agent လောက်တာဖြစ်မှာပါကစားသမားတောင်းဆိုရလဲဖြစ်ကောင်းဖြစ်နိုင်ဆိုပေမဲ့ real ကတော့ငင်းပယ်လိုက်တယ်ကြားသိရတယ်ဒါကတပိုင်းထားလိုက်အဲ့ဆို bitter yogurt ဒီ arsenal မှာကစားကျင်တယ်ကစားသမားကြီးတော့သိတဲ့အတိုင်းပဲ ဘောလုံးကစားရရင်ပြောတဲ့သူတွေအထူးသဖြင့်သူတို့မျက်နှိုးတဲ့အသင်းတစ်သင်းအတွက်ကစားရတဲ့ခါကျရင်ဒီကစားသမားတွေကလိုအပ်ထပ်ပို့ပြီး performance ပို့ပြီးထွက်တယ်ပြောလို့ရတယ်အခု तू sporting မှာ goal တွေတတိုင်းတိုင်းသွင်းတယ်ဘလောက်ပဲသွင်းပါတယ်ပြောပြောတကယ်ကဥရောပရွှေဖနက်စုယူဖို့အတွက်ရမှတ်တွေမြောက်ကြည့်ဆိုရင်သူတို့က1.5နဲ့ပဲမြောက်ရတာအမ်ဘာပေသွင်းတဲ့တကိုးဒီသူတို့ကနှစ်နဲ့မြောက်တဲ့ဟိုမှာရမှတ်ကို ဒါပေမဲ့ဒီလိုဥရောပထိုက်တဲ့လိကြီးငါးခုမှမပါတဲ့ပေါ်တူဂီလီယာဆိုလို့ရှိရင်တော့1.5နဲ့ပဲမြောက်တယ်အဲ့တော့ဂိုးတွေအများကြီးတွင်းနေဆိုတော့မှနောက်ကဥရောပထိုက်တဲ့လိကြီးငါးခုမှရှိတဲ့ကစားသမားကပို့ပြီးတော့တော့မှအမှတ်ရတယ်ဥရောပရွှေဖိနပ်စုကိုပို့ပြီးတိမ့်ပိုက်သွားလို့ရတဲ့အခွင့်အရေးတွေရှိတယ်အဲ့တော့သူကလည်းဥရောပထိုက်တဲ့လိကြီးငါးခုတွေမှပါတဲ့အင်္ဂလန်ပရီးမီးယားလိကိုပြောင်းကျင်တယ်အဲ့တော့ဒီနေသားမှာအာဆင်နယ်အပိုင်းကြုံဆက်ပြီးပြောလိုက်ရအောင်အာဆင်နယ်ကြောင်းကိုမပြောခင်မှာကျွန်တော်ညီကိုတွေကိုဘောလုံးပွဲကြီးစောတက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် ကိုထော့ site ဆိုတဲ့တီးတက် agent ယူထားတဲ့ဘောလုံး site လေးရှိပါတယ်။အဲ့မှာလာပြီးဆော့မယ်ဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်တင်ကြောင်း646 46လုံး33ရဲ့နောက်ပြီး Telegram နံပါတ်39 059 3000ကိုလည်း ဒါဆက်သွေးပြီးတော့ဘောလုံးပွဲကစားလို့ရပါတယ်။အပြော်ဖြစ်စီးပွားဖြစ်ဖြစ်ဖြစ်ဘောလုံးပွဲကြီးဆော့မယ်ဆိုရင်တော့ကိုတက်နိုင်တဲ့ပမာဏနဲ့ဆော့ဖို့အလုံးကိုအချက်ယူပါရတယ်။အကောင့်လာပြီးဖွင့်မယ်ဆိုရင်တော့ကိုထုတ်စီမာလာပြီးဖွင့်လို့ရပါတယ်။အရင်တော့တော့တခြားကိုကြုံညာပေးရပါလေ။ဒါပေမဲ့အခုကိုတိုင်း website ယူလိုက်တဲ့ဆိုတာကလည်းကျွန်တော်ညီကိုတွေကိုဒါနဲ့ပတ်သက်ပြီးတော့တေးချာဖြေချားပြီးတော့စိတ်ချယုံကြည်ရတဲ့ကျွန်တော်ကိုတိုင်းအာမခံထားတဲ့ website တခုကိုဒါကျွန်တော်ညီကိုတွေလုပ်ပေးတာပါ။အခုတော့ club wallet တွေရှိတယ်။လာမယ့်ရက်ဒီ premier league ပွဲစဉ်တွေမှာလည်းဒီမှာလာပြီးတော့ဘောလုံးပွဲကြီးဆော့လို့ရပါတယ်။ကဲအာဆင်နယ်နဲ့သက်ဆိုင်တဲ့နောက်ဆုံးပိုင်းလေးပြော လိုက်ရအောင်ပြောင်းရွှေ့ဈေးကွက်တစ်ခုမှာတစ်ဖက်အသင်းကဘယ်လောက်ပဲငွေတောင်းကျမ်းမာတယ်ပြောကိုယ်ဒီဘက်ကလည်းအဲ့ဒီကစားသမားကိုလိုချင်တယ်ဆိုရင်တော့ဆွေးနွေးနိုင်ရမယ်အမျိုးဝေးမကြည့်နဲ့လီဗာပူးအသင်းက Florian Bass ကိုဘယ်နှချိန်ကန်လန်းပြီးဘယ်နှချိန်မြောက်မှာသဘောတူညီယူသွားလဲဒါပဲလေအဓိကငွေကအရေးကြီးတာမှတ်မိမဲ့ quality player နဲ့အောင်မြင်မှုတွေလိုချင်တဲ့ခါကျရင်အဲ့ဒါကကိုကလိုက်တော့မှာပဲကျွန်တော်မကြခဏပြောသလိုပေါ့ငါတို့ကအောင်မြင်မှုတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီဘက်မှာတစ်ခါကြရင်မကြည့်သင့်တဲ့ခါလေးရှိတယ်အခုအာဆင်ကဘာဖြစ်လဲဆက်စကို ဟုတ်ပြီဆက်စကိုနဲ့ပတ်သက်တဲ့တန်ကြီးကမတန်ဘူးဒါပေမဲ့ကစားသမားကတော့ရေရှည်သုံးလို့ရတယ်ဒါပေမဲ့ကစားသမားတောင်းဆိုတဲ့စာချုပ်ဖြတ်သိမ်းကြီးကိုလည်းငါတို့သဘောမတူတိုင်းမတန်မဝင်နဲ့လေမင်းတို့လိုချင်လို့ရှိရင်လိုက်ရောရမှာပဲဟုတ်ပြီငါတို့ဆက်စကိုမကြိုက်တစ်ဖက်ကယောဂရက်ယောဂရက်ကကစားသမားဒီဘက်ကိုဖိဆာတချမ်းရိုက်ပြီးပြီအာဆီနယ်လာချင်တာမှတပိုင်းကိုသေးနေရပဲဒါပေမဲ့အာဆီနယ်ကတစ်ဖက်ကစပိုတီဥက္ကရာတောင်းဆိုထားတဲ့စာချုပ်ဖြတ်သိမ်းကြီးပေါင်85သန်းအထက်ကိုမပေးချင် မပေးချင်လည်းမဝင်နဲ့တော့အခုကဆာစကိုဘက်ကိုပြတ်သားသွားပြီလားဆိုတော့မဟုတ်ဘူးယောဂရက်ဘက်ကိုပြတ်သားသွားပြီလားဆိုတော့မဟုတ်ဘူးအဲ့တော့အဲ့နှစ်ယောက်နဲ့ပတ်သက်ပြီးဝေဝါးနေတဲ့အချိန်မှာဆုံးဖြတ်ချက်မချနိုင်ချိန်မှာအခုဘာဖြစ်လဲဆိုတော့အက်စတိုမီလာအသင်းရဲ့ OGO မှာအသက်အရွယ်တစ်ခုရလိုက်ဖြစ်တဲ့ Oli Watkins နဲ့ကြံခဲ့တဲ့ဆောင်းစည်းကွက်တော့ကျွန်တော်လည်းကြိုက်ခဲ့ပါတယ်ရေတူအတွက်အခုလေငွေစည်းကွက်လေကစားသမားကြီးလည်းရှိရဈေးကွက်ထဲမှာငွေလည်းတကယ်သုံးလို့ရတယ်အခုကဘုတ်ဖွဲ့ကဘာဖြစ်လဲဆိုတော့လူကြီးတော့အမှုစားကျင်တော့တူတဲ့ဖြစ်ဒီဘဲဒီကဘာမှမစွမ်းဆောင်နိုင်ဘူး ဲ့လိုဘုံဖွဲ့လက်ထဲကိုဘယ်အားစားထိုက်ကြပဲရောက်လာရောက်လာဘယ်လိုတတိယပဲငွေပုံချပြီးချပြီးဒီလိုရှိရကာစီကာစီနဲ့တန်နဲ့မတန်ဘူးလုံနေတဲ့ကောင်မျိုးလက်ထဲကနေပြီးကျွန်တော်တို့ quality player တအူးနှုတ်ရောက်ဖို့ဆိုတော်တော်လေးကိုခက်ခဲတယ်တခုပွဲကြီးရှုံးတဲ့ခါကျကျွန်တော်တို့အိုက်တာအပြစ်တင်တာမှိုင်မဲ့အိုက်တာနေရာမှာကဘာကျော်နီးပြတွေရောက်လာအထူးသဖြင့် Guardiola ရောက်လာရင်တော့မှအာဆင်နယ်ဘုံဖွဲ့က Guardiola တဲ့ကစားသမားတွေဟောတယောက်ဟောတယောက်ခေါ်ပြရမဟုတ်ဘူးအဲ့တခုရှိရအားကြောင့်မလို့ပစ်တာယောဂရက်အာဆင်နယ်လာခြင်းဆိုတာလေမမအောင် စပိုတီနိုကသူ့ကစားသမားနဲ့ပတ်သက်ပြီးငွေများများလူချင်းဆိုတာလဲမမှားဘူးအိုက်ဒါလည်းတိုက်စစ်မှုတူတိုက်စစ်တောင်ပန်တူဂိုသမားအရန်ခန့်စစ်ကစားမတူကွင်းလက်တူလူချင်းနဲ့ဆိုပြီးစာရုံးမှာခြာရေးပြီးတော့ကန်းကြီးထွက်သွားလဲမမှားဘူးကျွန်တော်တို့အာဆင်နယ်ဖန်တွေသူများအသင်းကလူတွေခေါ်တဲ့ချိန်မှာကိုယ်တွေအသင်းကကစားသမားတယောက်ရောက်ဖို့နှေးကွင်းညာနဲ့ပတ်သက်ပြီးဒေါသထွက်တာလဲမမှားဘူးကျွန်တော်ဆိုလို့ရှိရင်ကိုယ့်မှာ ရေးနေလူတွေခုနောက်ပိုင်းကျတော့ဒေါသမထွက်တော့အရင်တော့ဆိုရင်တော့တည်မလားအာဆင်ကအလကားဘောက်ကဘာကြပြောရင်ဒေါသထွက်တယ်နောက်ပိုင်းကျတော့ဟုတ်တယ်ဒီကောင်တွေဘာလုပ်နေမသိကိုကအဲ့လိုပါကိုပါဖြစ်လာအဲ့လိုမျိုးအဲ့တော့ဘသူတွေမှားလဲဆိုတော့အဲ့ဘုတ်ဖွဲကတောက်သုံးမကြတဲ့အိုကြီးအိုမားတွေကတော့ပါဗျာတော်တော်လေးဥမှာတောက်သုံးမကြတာပါသူများလို့အောင်မြင်ခြင်းတယ်သူများလို့ quality player တွေအသေးမှရှိခြင်းတယ်အမေသူများတဲ့ထိုးပြီးတော့ဥမှာဖလားတွေများများလူးခြင်းတယ်ဒါပေမဲ့ငွေသုံးလောက်ဆိုမတုံးအဲ့ငွေမတုံးတော့ဘာအောင်မြင်မှရမှာအဲ့တရောင်းသားတွေ နှိကွေးလေးလံနေသူရတော့ဟိုကျွန်တော်တို့ declare right တို့ခိုင်ဘတ်တို့ခေါ်ခဲ့တဲ့နှစ်တောင်မှမှတ်မိအောင်မထင်ပါနဲ့ချန်ပီယံလိဝင်ဆက်ဆက်ချင်းရတဲ့နှစ်မျိုးလို့အသေးအံကောက်ခေါ်ပြလိုက်တာလားမသိဘူးမှနှစ်ကဆိုလို့ရှိရင်လေဟိုကွင်းလက်တယောက်နဲ့ခန်းစစ်တယောက်ဖြည့်ပြီးကျန်တာအငားနှစ်ယောက်အိုကြီးအိုမကျန်ခဲ့တဲ့စောင်းစည်းခွက်ရဲ့ဟိုးရှိတနှစ်စောင်းစည်းခွက်တယောက်မှမခေါ်ဘူးခရတီတီပဲ။ဩစောင်းစည်းခွက်ကတော့သူတို့အနေနဲ့ခေါ်ရခက်ခဲလို့အတင်းကနှွေးမှာရှယ်လုံးမှာပါဆိုကျွန်တော်တို့နားလေပြီးအခုထိလည်းတိုင်ပတ်နေတော့မယ်။ တော့ရင်ထဲမှာတော့ယောဂရကူရောက်စေခြင်းနဲ့ဘာလို့လဲဆိုတော့သူဒီကိုအတင်းမှာခြေစွမ်းပြနိုင်တယ်မပြနိုင်ဘူးခဏထားလိုက်ဒီအတင်းကိုသူတော်တော်ချစ်တယ်ဆိုတာကိုကျွန်တော်တွေ့နေရတယ်။သူ့ရင်ထဲမှာဒီအတင်းရှိရဲ့ဗျာ။အဲ့အတွက်ဒီ90ရာခိုင်နှုန်းကတော့ခြေစွမ်းပြနိုင်မှုကျင်းသေးသွားပြီ။ကျန်တဲ့90ရာခိုင်နှုန်းကတော့တင်းမိတ်တွေကြားထဲမှာရဲ့အင်္ဂလိပ်ကစားဟန်မှာရဲ့ပြီးတော့ရတဲ့ chance တွေကိုကိုးသွင်းနိုင်တာရဲ့သူ့ရဲ့အနေထားပဲ။အဲ့တော့ဒီကစားမှာအာဆင်နယ်ရောက်လာတော့ထိုင်ကြဖို့တော့ကျွန်တော်စိတ်မပူဘူး။ဘာကြောင့်လဲဆိုတော့အတင်းကိုချစ်တဲ့ player ဖြစ်တဲ့အတွက်ကဲညီကိုတို့ရော ဒီအချိန်လေးဒီမှာဘသူတွေမှားလဲဘေကုံခံပြီးကြည့်တဲ့ညီကညီကိုကြီးလဲမှားဟဲ့လို့ထင်လားကျွန်တော်လဲလေချောင်းကြီးနားနေတင်းတင်းလေးလောက်ရတာကဲအဆုံးထိကြည့်ပြီးတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ